ကဲပွဲကြီးပွဲကောင်းချိန်ထားကြပြီနော်ဘိုလ်မှုတွေရောဘိုလ်ကြီးတွေရောတပုံပဲဆိုတော့အဖကခမင်းစားနည်းနည်းတက်မလားတော့မသိဘူးနော်ပဒိလေးအရင်ဖပြဝိတိုင်းငဖန်မြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ20နှစ်တုံးချင်းဖြစ်ပွားပြီးဘိုလ်မှုတရားအောင်ပေါအောင်စစ်သား60နှစ်တုံးတည်ဆုံးမှာဘိုလ်ကြီးအောင်ငိမ့်ချန်ဘူဂျီတင်ကိုထက်အပါအဝင်စစ်တုံးက၁၈ခုအရှင်ဖန်းစီရမိခဲ့ကြောင်းဒုတိယဒေါ်နိုင်မဟာမိတ်အင်အားစု PR ေမကွေးမှာတောင်းရှိလူလူကရန်ကုန်ခရစ်တဲ့ဒေသနာကိုပြောဆိုလေဖေဗူလာ25ရက်နေ့နနက်7:00နာရီ7မိနစ်ခန့်နေဘဲမြို့နဲ့နိုင်ရီကန်ဇင်အနီးရှင်စင်စင်ကိုနာချန်ကိုကင်းဘုံဝေးရန်လာတော့အင်အား20ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလူလူတော်နိုင်ရေးမဟာမိတ်အင်အားစု PRA မကွေးမှာတော်နိုင်ရေးရဲဘော်များကချုံကိုတိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ်သား4ဦးထိခိုက်ဒဏ်ရာရရှိကဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရတယ် ဖေဖော်ဝါရီလ22ရက်နေ့ကနေ9:20မိနစ်ခန့်နဲ့ဘဲမြို့နယ်နှက်ရီကံဂျူဟာကုန်းမှာဆင်းလာတော့အကြမ်းဖက်စစ်ကောင်စီတပ်သား160ခန့်ပါစစ်ကြောင်းမူဒေါ်လာရင်တပ်ဖွဲ့များကဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရတယ်။မတ်လ17ရက်နေ့နေ့8:15မိနစ်ခန့်နဲ့ဘဲမြို့နယ်ဒစီကျေးရွာမှာလိုင်ကျေးရွာကိုတက်လာတော့အင်အား40ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလိုင်ကျေးရွာအနီးလမ်းခွဲအနီး၌ဒေါ်လာရင်တပ်ဖွဲ့များကဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ချမ်းဖက်စစ်ပါစီတက်တာခုနှစ်ဦးတည်ဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရင်းစစ်ကြောင်းနဲ့အချမ်းဖက်စစ်တပ်ဤတပ်မ99လောက်ကတိုက်ရင်းများပောင်းဝင်ကြောင်းတိရတယ်။မဆန်30နဲ့နာ9နိုင်30မိနစ်ခွင့်လူတော်လိုင်းမှာမိတ်အင်အားစု PRA မကွေးဖြင့်မိမှုခဲ့အမှတ်နဲ့တိုင်ရင်းမှာရဲဘော်ကြီးတော်လိုင်းရဲဘော်များပူပေါင်းရင်ပဋိမုံရလမ်းမိုက်ရှိဗလန်းမြို့ဝင်ဂိတ်ကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတိရှိရတယ်။ရင်းတက်ခိုက်မှုတွေအချမ်းဖက်စစ်ကောင်စီတပ်သား6ဦးတည်ဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဗလန်းမြို့ဝင်ဂိတ်ဒီအချမ်းဖက်စစ်တပ်ရဲနှင့်စားရဖတ်လို့ဦးပေါင်းထားခြင်းဖြစ်ပြီးအင်အား20 ကြော်ဖြစ်အထိုင်ချထားကအရက်တပိတူနှစ်ဈေးရောင်းဈေးဝယ်များကိုအတရားမှငွေကြေးတောင်းရခြင်းဖိနှိပ်ရန်ကားခြင်းများပြုလုပ်လို့ရှိသည့်ဂိတ်ဖြစ်ကြောင်းသိရှိရသည်လူဒေါ်လာယမဘိတ်အင်အားစုပြားရေးမကွေးဒီဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23တုံးတိပေါ်ဆောင်နိုင်ခဲ့ပြီးလက်နက်ခဲများများစွာကိုလည်းတင်းစဲရောက်မိခဲ့ကြောင်း၎င်းတိုက်ပွဲတွင်များအတွင်းအကြမ်းဖက်စစ်တပ်ကမှဗိုလ်မှူးတရားအောင်အပောင်းနဲ့စုစုပေါင်း60တုံးတေဆုံးကဗိုလ်ကြီးအောင်ငိမ့်ချန်ဗိုလ်ကြီးတင်ကိုထက်လို့အပောင်းမှာစုစုပေါင်း17ဦးကိုအရှင်ဖမ်းဆီးရောက်မိခဲ့ကြောင်း လူတော်နိုင်မဟာမိတ် ASPRA မကွေးဒီမဟာမိတ်တော်နိုင်ရဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းပါအမ်ဘရန်စစ်စင်ရေးတွေပေါင်းဝင်ဆောင်ရွက်နေပြီးစစ်နယ်ဝင်ချက်တွင်လှုပ်ရှားနိုင်ရန်လည်းတပြိုင်တည်းအကောင့်တွေပေါ်ဆောင်ရွက်နေကြောင်းသိရှိရတယ်ဒီတို့ပြန်ချက်ကတော့ငနေကြောက်တချို့လှုပ်ရှားမှုတွေကမ်ပိန်းတွေပေါ်တော့ရပ်တန့်ထားရတဲ့အခြေအနေရဲ့အခုချိန်ရောက်မှပြန်ပြီးထုတ်ပြန်ရတဲ့အခြေအနေပေါ့ကျွန်တော်တို့ရှစ်ဆက်ပြီးစစ်အာဏာရှင်ကြာရှုံးရေးအတွက်ကိုဆက်ပြီးတော့ချီတက်နေတာဟိုပြောချင်ပါတယ်ဟိုလူလူတော်နိုင်မှာမိတ် ASPRA မကွေးမှာတောင်းရှိလို့သူကပြောဆိုတယ် ကဲဒါကတော့တည်င်းလေးမှာပါတဲ့ဟာပဲဖြစ်ပါတယ်เนาะဘူမှုတွေဘူကြီးတွေကစပြီးတော့နေဝင်းကြီးနေရွတ်မှာပါတယ်ဝမ်မတာပြောထားတဲ့စကားတော်ကြီးတဲ့အဲ့ဒါဘာလဲဆိုတော့အဲတိုင်ရင်တင်းတော့ကြောင်းသွားလို့စစ်ဘုံရုပ်တရားခမင်းစားမပြတ်ဘူးเนาะအဲ့ဒါလို့ပြောတဲ့အနေထားကနေအခုကျွန်တော်တို့တော်လှန်ရေးကဘယ်အနေထားထိရောက်လာပြီလဲเนาะအခုဆိုလို့ရှိရင်ဒီတော်လှန်ရေးမှာဒီကျွန်တော်တို့ကြောက်စရာမနိုင်စရာဘာမှမရှိတော့ဘူးဘာဖြစ်လို့လဲကျွန်တော်တော်လှန်ရေးဒီစကားစကားလက်သုံးချောင်းနဲ့ပဲစခဲ့ရတာအားလုံးအတိပဲ နော်အခုကျွန်တော်တို့လက်ထက်မှာဗာရရတယ်တနက်တည်းရတယ်အဲ့တော့ကျွန်တော်တို့ဘာအောင်ကြောက်စရာတူဒါပေမဲ့ကျွန်တော်တို့ကြောက်ပါမယ်အဲ့ဒါဗာတော်နိုင်ခန့်နဲ့ပွဲမသိမ်းအောင်ကြောက်ပါတော်နိုင်ခန့်နဲ့ပွဲမသိမ်းလို့ရှိရင်ဒီတိုင်းမိကလက်နဲ့ကင်ပရိပခတ်ချာမှာကျွန်တော်ဒီသူတွေကမြေသားမြင်ဖြစ်ပြီးတော့အကုန်လုံးတုတ်ခတ်ရောက်အမဒီညာမှာတခုတတိထားမှာစစ်ကောင်စီဘက်ကလူတွေကပြည်သူကိုတော်လှန်ရေးနဲ့ကွဲထုတ်နေတယ်။နော်ဒီတော်လှန်ရေးမှာစစ်တပ်ကဘလူနဲ့ဖြစ်နေတယ်။ပြည်သူနဲ့စစ်တပ်ဖြစ်တဲ့ပွဲတော့စစ်တပ်နဲ့အရန်တွေဖြစ်တာမဟုတ်ဘူး။ပြီးလို့ရှိရင် ပါတီတခုလူမျိုးတခုနဲ့စစ်တပ်နဲ့ဖြစ်နေတာပေါ့အဓိကဖြစ်တာဒီပြည်သူနဲ့စစ်တပ်နဲ့ဖြစ်တဲ့ပွဲဘာဖြစ်လဲပြည်သူရဲ့အာဏာကိုစစ်တပ်ကအတင်းအဓမ္မနိုင်ငံတော်ပုံကံပြီးတိုင်းနေတာအဲ့ပြည်သူရဲ့အာဏာကိုစစ်တပ်ကအတင်းအဓမ္မနိုင်ငံတော်ပုံကံပြီးတိုင်းနေတဲ့ပွဲဖြစ်တဲ့အတွက်ပြည်သူတွေကလက်မခံနိုင်တဲ့ပြန်လည်ခုခံရင်းနဲ့ဒီပြဿနာဖြစ်လာတာအဲ့တော့ဒီတော်လှန်ရေးကအဓိကပြည်သူနဲ့စစ်တပ်နဲ့ဖြစ်တဲ့ပွဲဒါကြောင့်မို့လို့စစ်တပ်ဟာ60နှစ်မှအာဏာသိမ်းလိုက်တယ်နော်တမန်အရေးအိမ်မှာပြစ်ခတ်မှုတွေနည်းနည်းဖြစ်ပြီးတော့ပဲ ဆက်တက်ကအနာရောရပါတယ်နေဝင်းလို့အခု88မှာအနာထပ်သိမ်းတယ်နော်88မှာပြည့်တယ်ဆိုတော့တောခိုးလဲဆိုတာဒါနည်းနည်းပါးပါးတောခိုးပါချင်းချင်းပြောရရင်တော့ဒီတလားတော့ပြည့်ခတ်မှုတွေဖြစ်ပြီးတော့ပြီးသွားတာပဲဒါတောခိုးပြီးတော့ဒီကောင်းသားတွေရတယ်ခွင်းကပြောတော့တယ်မှာဒုက္ခတွေဒုက္ခတွေရောက်ပြီးတော့တော့ line ဆိုတာစိတ်တက်ကြပြီးပြီးသွားတဲ့ကိစ္စအခုကျွန်တော်2021အနာသိမ်းလိုက်တယ်အခု၄နှစ်ကျော်လာပြီ၅နှစ်တော့ဝင်လာပြီနော်ကျွန်တော်တို့ဘယ်အနေအထားတွေဖြစ်သွားပြီလဲရက်ွက်ထဲမှာထောင်းထောင်းထောင်းနိုင်လေးလိုက်ကောက်နေတဲ့ရဲတွေအပြင်ကတော့မှရဲဥယူနီဖောင်းကိုပြီးထွက်ရဲတွေလား ဲ့ဒါအဖြစ်ပဲဒါပေမဲ့လက်ရှိတော်နိုင်ရေးဟာစစ်ကောင်စီကသူတို့ရှုံးနေတာကိုတိတယ်မတိတယ်ဘူးအဲ့ဒီတိတဲ့အတွက်သူ့ရဲ့ထွက်ပေါက်ပြီးရွေးကောက်ပွဲရင်ထွက်မှာအဲ့လိုရွေးကောက်ပွဲထွက်လို့ရအောင်သူ့ရဲ့အနောက်ကနေလက်မဲပေါင်းများစွာလုပ်ပေးနေတာအခုထိုင်းတို့ဒီမလေးရှားတို့ဟောက်လုံးလားစသဖြင့်ဒီအာဆီယံနိုင်ငံတွေဟာဒီစစ်အမင်းအောင်နိုင်မတရားလုပ်နေတဲ့သူတို့ကိုလည်းမတိတယ်နော်ဒီမင်းအောင်နိုင်လုပ်တဲ့အများအပြားကြီး တနိုင်ငံတော်ကိုပုံကန်ပြီးတော့အာဏာသိမ်းတယ်ဆိုတာသူတို့လည်းသိတယ်။ဒါပေမဲ့လို့မင်းအောင်နိုင်ကိုနိုင်ငံရေးထွက်ပေါက်ကနေထွက်လို့ရအောင်ပြည်စုံဆွေးနွေးရေးလို့နော်။နောက်တစ်ခုရှိတာကအခုတတိထာမိညာထောင်ချောက်နဲ့ဝင်မှမှာဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီစစ်တပ်ကတွဲဆုံဆွေးနွေးရေးဆိုတဲ့စကားကိုပြောခဲ့တယ်အခုမှပြောခဲ့တယ်မဟုတ်ဘူး။ဒါပေမဲ့တည်င်းကအခုမှတက်လာတယ်။ဆိုတော့ဒါဟာဘာတဘောလဲ။ကျွန်တော်တို့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရန်သူဟာတိုင်းပြည်ပေါ်စေတနာရှိတဲ့ရန်သူမဟုတ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိရမယ်။ရှင်းရှင်းလေးပဲနော် ကျွန်တော်တို့ပြည်သူရဲ့အနိမယူမ်းချက်ဒီပါလေစစ်တပ်ကစစ်တမ်းရဲမှနေရမယ်အာဏာပြည်သူပေးအဲ့ဒီအလို့ကိုဟဲ့ဒီလက်ရှိချိန်တဲ့စစ်ခေါင်းဆောင်တွေကလည်းဘယ်တော့မှမလုပ်ဒါကြောင့်မလို့တွဲဆောင်ဆွေးနွေးရေးဆိုပြီးတော့နော်နာမည်ထွက်လာတဲ့အဲ့ဒီဘက်ကိုစိတ်ဝင်စားတဲ့ဒူတီအနေနဲ့ကျွန်တော်တို့ပြောချင်တာကလူထုနော်တော်အမအမေတော်အမရဲ့စကားကိုနားတဲ့ကိုစွဲနေအောင်မှတ်လာပါအဲ့ဒါပါလဲဆိုတော့အာဏာရှင်ကဘယ်တော့မှအရှင်မထုတ်ဘူးမပူနဲ့တိလာခမရလို့ဘလောက်ပဲ ဟိုစိတ်ကောင်းပါတယ်ပြောပြောအာနာရှင်ဟာဘယ်တော့မှအရှင်တို့အဲ့တော့သူရဲ့နောက်ဆုံးထွက်တတ်တာလုံးဝတောက်လို့မရပြီးတော့အသေးမှပဲသူထွက်မှာအဲ့တော့အသေးထွက်မဲ့ကောင်းတွေကိုကျွန်တော်တို့တွဲဆုံဆွေးနွေးစကားပြောလို့မရပါဘူးအဲ့ဒါလေးပဲပြန်စဉ်းစားစီခြင်းတယ်မတိလို့ရှိရင်ဟိုတွဲဆုံဆွေးနွေးဘက်ကိုပြောပြတာဟိုတိုင်းပြည်ပဲပဲစေတနာရှိတယ်လို့နော်တချို့တွေကလုပ်နေတာအဲ့တွဲဆုံဆွေးနွေးကိုတွဲဖို့ကောင်းတယ်တွဲစရာအကြောင်းရှိဘူးတွဲလို့လည်းမရဘူး ဒါကြောင့်မို့အခုလက်ရှိသေးနေတဲ့စစ်သားတွေဒါသေးသေးဘာဖြစ်လို့လဲသူတို့ကလည်းတည်တမ်းမရှိဘူးသူတို့တည်တမ်းရှိဒီပွဲအပြက်နော်အောက်ရှိဗျူဟာမှုကစပြီးတော့အောက်ရှိစစ်သားတွေအားလုံးကအတိတ်တရားတွေရှိကြမယ်နော်အမှန်တရားတွေသူတို့ဆုံးဖြတ်ချက်တစ်စက်ချင်းကိုခြာရဲရမယ်တက်တက်တာတာရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုသူတို့လည်းတည်တမ်းလို့ဒီတိုင်းမိတယ်ဒါလောက်ထိဖြစ်ဖြစ်နေကြအကြောင်းမရှိဘူးဒါကြောင့်မို့လို့ဒီအနေနဲ့မှာကျွန်တော်တို့တန်ငါးဆရာအကြောင်းမရှိဘူးသူတို့ကိုယ်တိုင်ဖန်ပြီးတဲ့တန်ကြောင်နော်အခုလိုဗိုလ်မှုတွေဗိုလ်ကြီးတွေမကန်လို့နော်ဘိုးချုပ်မှုကြီးအစင်အထိကျွန်တော်တို့က ုံပန်းအဖြစ်ဖမ်းရမယ်ပွင့်ရှင်းရှင်းလေးဘိုလ်မှုတွေဘိုလ်ကြီးတွေအဆင့်ကကိုကျွန်တော်တို့တင်းတိတ်နေစရာမလိုဘိုလ်ချုပ်မှုကြီးအဆင့်အထိကိုကျွန်တော်တို့တုံပန်းအဖြစ်ဖမ်းပြီးတော့လူထောက်ထိုင်ခံရမယ်ပွင့်အဲ့ဒါကိုပဲကျွန်တော်တို့ comment ထည့်ရမယ်နော်အဲ့တော့ဟိုမတိလို့ရှိရင်နိုင်ငံရေးကိုစေတနာရှိတဲ့ပုံစံမျိုးနဲ့အတွေ့အကြုံဆွေးနွေးရန်သူစင်သားနဲ့ထောင်ပြောက်တွေကိုမဝင်မိကြဘူးအရေးကြီးတယ်